အမန်ဆိုင်တဲကနေပြီးတော့ကျွန်တော်တို့ကပေါ့နော်လောကကူမှာ creator gamer တွေကြိုက်အကောင်ကြီးကြီးနဲ့ကောင်လေးထပ်ရောက်ပါတယ်ဗျအဲကောင်လေးကတော့ကျွန်တော်တို့ဒီကောင်လေးဖြစ်ပါတယ်လောကကူမှာကျွန်တော်တို့ဒီပေါ့နော်ဒီကောင်လေးကတော့ Star Sakon Studio ပေါ့နော် Amazon မြင်တဲ့အတိုင်းပဲလောကကူမှာဒါ Metal Body All Metal Body နဲ့ပေါ့နော်လောကကူမှာဒီဒီကျွန်တော်စီချမ်းတွေရောဟွာတွေရောလောကကူမှာ All Metal Body နဲ့ကျွန်တော်တို့ဒါရရှိမှာဖြစ်တယ်ဗျဒီကောင်လေးကတော့ကျွန်တော်ရှေ့တစ်ခေါက်ကတော့ကျွန်တော်တို့ပါဗောနော Amazon Star 6 Studio ဆိုပြီးတော့ကျွန်တော်တို့ရောင်းခဲ့တယ် အိုင်နိုကလည်းပဲအိုင်နိုကတော့ random များများကြံတဲ့ကောင်တော့ဗောနော်အိုင်နိုကတော့ကျွန်တော်တို့ RD 46 0ကိုကျွန်တော်တို့ရောင်းထားတာသိန်း50ကျော်ဗောနော်54သိန်းလောက်နဲ့ကျွန်တော်ရောင်းပေးထားတယ်အဲဒီကောင်လေးကတော့ကျွန်တော်တို့ရှေ့တစ်ခေါက်ကရားတဲ့ကောင်လေးတစ်ထက်ဒါ CPU ကနည်းနည်းလေးနှိမ့်သွားပြီမဲ့ GPU မှာတော့တော်တော်လေးဒါဟိုတာတဲ့အနေအထားမျိုးဖြစ်သွားတယ်ဗျဒီကောင်လေးကတော့ဘာနဲ့လာမလဲဆိုရင်ကျွန်တော်တို့ဒီ GPU က RTX 4080နဲ့လာအောင်ပေါ့နော်အဲ့ဒါအမှကျွန်တော်တို့ gamer creator ရဲ့အကြိုက်ဒါ hybrid လေးပေါ့နော်လုံးဝကမှ Amazon ရဲ့ stack ကြီးကိုကျွန်တော်ရရှိမှာဖြစ်တယ် ဒီကောင်လေးရဆိုရင်ကျွန်တော်တို့ CPU ပါပါမလဲဆိုရင် CPU နည်းနဲ့ကကျွန်တော်ရှေ့တစ်ခေါက်ကတော့ဒါ stack ချောင်း i9 ပေါ့နော်ဒီကောင်လေးကတော့ i7 တနည်းချောင်းအောင်မှာကျွန်တော် ACE CPU ဖြစ်သွားမယ်အဲ့တော့မှ code thread လည်းများတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီ creator gamer စီးမှာတွေ့ရလေးရှိတယ် ACE နဲ့ပေါ့ပုံမှန်ကျွန်တော်တို့ gaming လုံးဝ gaming focus ဆိုရင်တော့ HC နဲ့လာပါပေါ့နော်ဒီကောင်လေးကတော့ creator gamer hybrid လေးဖြစ်တဲ့အတွက် ACE နဲ့လာတယ်အဲ့တော့မှ ပေါ်ဒီကိုဒဏ္ဍီသရက်နဲ့ကိုသရက်လည်းများမယ်စီယူပေါင်းမှန်ကလည်းပဲ i7 တန်တိကြံဒီလုံးဝနိုင်တဲ့ထဲမှာမပါဘူးပေါ့နော်ပြီးတော့ run တော့ကျော်16ကဒါအဲ့တော့မှ DDR5 လေးတော့ share speed နဲ့ဖြစ်သွားမယ်ပြီးတော့ major အနေနဲ့ဒါ SSG ကတော့ကျွန်တော်တို့ဒါဒီကောင်းလေးမှာအကောင့် site ကြီးကြီးမှာပါလိပါလာရှိတယ် SSG 1 DB ပါမယ်အဲဒီ data speed ကလည်းဒါမြန်တဲ့ကောင်းလေးသုံးပေးထားပါပေါ့နော်လုံးဝဒါ creator gamer အကြိုက်ပေါ့နော်ပြီးတော့ graphic ကတော့ကျွန်တော်စစောစောပြောရတဲ့အတိုင်းပဲ RTX 4080 8GB ပါပေါ့နော် ကျွန်တော်တို့ကပုံမှန်ဆိုရင်40 90 RD 40 90နဲ့ကျွန်တော်စီမှာဆိုရင်ဘာတွေရှိမလဲဆိုရင် Audi Swift G18 ရှိမယ်ကျွန်တော် Alien ဝဲရှိမယ်အဲဒီကောင်တွေကတော့ဈေးကကျွန်တော်သိန်း80နီးပါးတော့ပါဘောနော်တကယ်လဲဒီကောင်တွေဒီအသစ်ဈေးကတော်တော်များပါဘောနော်ဒီကောင်လေးတီလဲပဲကျွန်တော်တို့အသစ်ဈေးဒီဒါသိန်း90သိန်း100ဝန်းကျင်သားမှာရှိသေးတယ်ဗျာလက်ရှိချိန်ဒီဒါပေမဲ့ကျွန်တော်တို့ကဒီကောင်လေးကကျွန်တော် use ဖြစ်တယ်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီလုံးဝကမှဒါပစ္စည်းလည်းတန့်တယ်ဗောနော်လက်တော်လေးလည်းတန့်တယ်အဲ့ဒါဥမာကျွန်တော်ဒီ Gamer Creator Just Second Studio ကျွန်တော်တို့က ဒါ59သိန်း58သိန်းဝင်ကျင်တယ်ပဲကျွန်တော်တို့ကမိတ်ဆွေတို့ရောင်းချပေးသွားမှာဖြစ်တယ်အဲရှေးတစ်ခေါက်ကဒီကောင်လေးကတော့ရှေးတစ်ခေါက်က step 16 studio အတိုင်းပဲဘေးကွာရီကတော့လုံးဝကမှပြောစရာမလိုအောင်ဘေး quality တွေပြီးတော့ sound quality တွေပြီးတော့ display quality တွေလုံးဝကမှပြောစရာဟာခွက်မရှိအောင်ဒေါ်လေးကောင်းမှန်တယ်ဗောနော်။သူကတော့ gamer creator စီးဖြစ်တဲ့အတွက်နည်းနည်းအားနည်းစရာအောင်ထင်ရတော့ဘာလဲရှိဘာရှိမလဲဆိုရင်ကျွန်တော်ဒီဒီကောင်လေး gaming focus မဟုတ်တဲ့အတွက် game တော့အရင်ဗောနော်အရင်တနေကုန်ထိုင်ဆော့တာမျိုးပါညာဆိုရင်တော့ ဒီကောင်တွေကကူးလင်းပိုင်းမှာတော့နည်းနည်းဟွာဖြစ်တာပေါ့နော်အဲ့လိုမဟုတ်မေးစရာဂိမ်းလည်းပဲဒါ၄င်္ဂနာရီဆော့မယ်အဲ့တော့မှအလုပ်လဲလုပ်မယ်ဆိုရင်ဒီကောင်လေးကလုံးဝကမှ OK တယ်ပေါ့နော်အဲသူ့မှာပါတယ်ကျွန်တော်ဒီ custom made လုပ်ရတဲ့ software နဲ့ Amazon software နဲ့လည်းပဲကျွန်တော်တို့ဒီ fan တွေ lighting တွေချိန်လို့ရတယ်ပေါ့နော်ဒီကောင်လေးကတော့ကျွန်တော် display ကကျွန်တော်ဒီလုံးဝ size ကြီးကြီးဥမာ16.3 display ဥမာကျွန်တော်တို့ဒါ resolution ကလည်းကျွန်တော်တို့ 2K resolution refresh rate ကလည်းကျွန်တော်တို့240 hertz အောင်ပါတာဖြစ်တဲ့အတွက် graphic ဘိုင်းလည်း smooth ဖြစ်နေမှာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမျိုးရံကလေးပဲဘယ်ဘက်ကနေပြီးတော့ဘလို့ပဲကြည့်ကြည့်တော်တော်လေးကိုမှဒါဝမ်းလို့နော်ဟို color မှန်တယ်ပေါ့နော် sRGB 100% DCMB 100%ရတဲ့အကောင်လေးပေါ့နော်လောကကိုမှဒါ creator ကြီးတော့ဆိုရင်မြင်းမျက်နှာပြင်ကြီးကြီးနဲ့ဒါမြင်ကွင်းရှင်းရှင်းနဲ့ကျွန်တော်တို့အသုံးပြရမှာဖြစ်တယ် keyboard ကတော့ကျွန်တော်တို့လောကကိုမှ full size keyboard ပေါ့နော်ဒီမှာဆိုရင်နံပါတ်နံပါတ်တွေလည်းပါမယ်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ပါကီး RGB ပေါ့ပြီးတော့အဲ့ဒါကိုမှ English ၄ရောက် only ဆိုတော့တော်တော်လေးကိုမှဒါ ဟိုအင်္ဂလိပ်ဒီနန်နဲ့ရိုးရှင်းတဲ့တော့ရရှိမှာဖြစ်တယ်အဲ့ဒါအောင်မှာဟို MSN ရဲ့ STC ဒါ RGB ပါကီ RGB ကီးဘုတ်သုံးမိတာဖြစ်တဲ့အတွက် STC ပါကီပါကီ RGB ကီးဘုတ်တွေကတော့ light demand မှာဆိုရင်တော်တော်လေးလှတယ်ဒါဒီကောင်ကတော့ Meizu ရတာအလင်းနေတဲ့အနေအပြင်ကကျွန်တော်မီးဖွင့်ထားတဲ့အနေထားမလို့ဒါတိတ်ပြီးတော့ဒါအလင်းအားမကောင်းတာပေါ့နော်တကယ်တမ်းဟိုအပြင်ဟိုလင်းအားလျှော့လိုက်အပြင်လင်းအားလျှော့ပြီးဒီကီးဘုတ်လေးကြည့်မယ်ဆိုရင်တော်တော်လေးကမှဒါ keyboard light တွေเนี่ยတော်တော်လေးလှတယ်ဗျ Amazon ရဲ့ STC keyboard เนาะဒီကောင်လေးလည်းပဲကျွန်တော်ဒီ STC engine နဲ့ဒါ major တွေနဲ့ဒါ keyboard light မီးလင်းတဲ့ပုံစံတွေကို custom mic ဒါလုပ်လို့ရတယ်ဗောနော်ဒီကောင်လေးကတော့ speaker quality ကတော့မြင်တဲ့အတိုင်းပဲဒီမှာဆိုရင် speaker တွေဒါပါတယ်အဲ့ဒါအောင်မှာကျွန်တော်တို့ဒီ big quality ကလည်းလုံးဝကမှကြည်ကြည်လေးလေးနဲ့ major မြင်တဲ့အတိုင်းပဲ pop ဆိုရင်လည်းပဲ creator တွေ C creator CBB ကျွန်တော်ဒီမှာဆိုရင် carrier တွေ dice board တွေအများကြီးဗောနော်ဒီမှာလည်းပဲကျွန်တော်ဒီ LAN board တွေ HDMI board တွေ USB port တွေလည်းပဲတော်တော်များပါတယ်။ headphone jack တွေလည်းပဲပါတယ်ပေါ့နော်။ဒီကောင်လေးကတော့လုံးဝကမှ all rounder ပြည့်ပြည့်စုံတယ်။ပြီးတော့ feature အနေနဲ့ကလည်းကျွန်တော်တို့ face lock တွေဒါ window hello တွေပါတယ်။ပြီးတော့ဒီကျွန်တော်တို့ fingerprint လည်းပါတယ်။ပြီးတော့ battery အနေနဲ့ဆိုရင်လည်းပဲကျွန်တော်တို့ဒီ creator စီးရတော့ battery ခံကြရတယ်။ပြီးတော့ဒီကောင်လေးမှဆိုရင်ကျွန်တော်တို့ဒီ battery ampere ကဒီတသိန်းနီးပါးတော့ပါတယ်ပေါ့နော်။ဒီကောင်လေးဆို99.9 watt hour watt hour ပါပေါ့နော်။6900ကျော်ပါဘောနော်6900 999ပေါ့ဒါတော်တော်လေးကမှဒါဘက်ထရီ ော်တော်လေးအမ်ပီယာများတယ်ပြောလို့ရတယ်ဗျစပီကာကလည်းကျွန်တော် CX speaker ပေါ့နော်ရှေ့မှာကျွန်တော် stress 16လို့ပဲဒီကောင်လေးကလည်း CX speaker ပါတယ်ပြီးတော့ Wi-Fi speed လည်းပဲမြန်တယ်ပေါ့နော် Wi-Fi CE ကိုကျွန်တော်တို့သုံးပေးထားတယ်အဲ့တော့မှ Thunderbolt တွေဘာတွေ support လုပ်တယ်ဗျ Type C board တွေအကုန်စုံတယ်ပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်တို့စီကိုရောက်ရှိနေပါပြီမိတ်ဆွေအနေနဲ့မိတ်ဆွေက video editing လုပ်မလား 3D rendering လုပ်မလားအဲ့ထွေဘိတ်တန်းလေး gain တွေပဲဆော့မလား e-sport gain တွေပဲဆော့မလားကျွန်တော်လုံးဝကမှ color man နဲ့တည်းကနေပြီးတော့ရှာနေလားအဲပြီးတော့ gaming laptop တွေကနေမှ battery အသင့်တင့်ခံတာကိုရှာနေလား စကွန်ဆိုင်ကြီးရအောင်ရှာနေလားပြီးတော့အော့မတ်တွေချက်စီနဲ့လာတဲ့ကောင်လေးကိုရှာနေလားဆိုရင်ဒါအဲ့လိုမျိုးဆိုရင်အဘက်ဘက်ကပြည့်စုံတယ်ကျွန်တော်တို့ဒီကောင်လေးရှိတယ်ပေါ့နော်ဒီကောင်လေးကတော့ MSI Stack စကွန် Studio ဖြစ်ပါတယ်ဒီကောင်လေးကတော့ ကျွန်တော်တို့ဇီကိုရောက်ရှိလို့နေပါပြီ။ Let's see test studio ကတော့ကျွန်တော်16ပြီးရင်ဇက်ခွန်ဒီကျွန်တော်တို့ပထမဆုံးလာတဲ့ကောင်လေးဖြစ်တယ်ပေါ့နော်။ဇက်ခွန်ရဲ့ပထမဆုံး display နဲ့ပထမဆုံးလာတဲ့ကျွန်တော်တို့ဆိုင်ပေါ်ရောက်တဲ့ကောင်လေးဖြစ်ပါတယ်။ဒီကောင်လေးကတော့ကျွန်တော်ဇီကိုရောက်ရှိလို့နေပါပြီ။ Step C ဒီလည်းပဲကျွန်တော်တို့ဆိုင်ရှေ့ရ Step 16ဆိုရင်လည်းကျွန်တော်ဆိုင်ပေါ်ရောက်တာနဲ့ဒါနောက်ရက်ဆိုထွက်သွားပါပေါ့နော်။ဒီကောင်လေးကတော့ Step C ရဆိုလဲကျွန်တော်စီမှာဆိုရင်တော်တော်မြန်တဲ့အထက်မှာပါတယ်။ Let's see ကတော့ဒီကောင်လေးတစ်လုံးထက်ရောက်လာတယ်။ဒီကောင်လေးတစ်လုံးပဲရောင်းစရာရှိတော့ပေါ့နော်။ Step Step C ဒီကဒီကောင်လေးကတော့ရောက်ရှိလို့နေပါပြီ။မိတ်ဆွေတို့အမြန်လာမှရပါမယ်။ကျေးဇူးတင်ပါတယ်ဗျာ။